လီပွေလိုင်းနဲ့လီဘီယာနဲ့ရေဝုံအရှိန်ကြောင့်ရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းစတဲ့မြို့ဝကျွန်းပေါ်ဒေသတွေနဲ့ရှမ်းပြည်နယ်တို့မှာနိုဝင်ဘာလ6ရက်အထိမိုးထချုံရွာအောင်မှာဖြစ်တယ်လို့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရပါဗျ။စိုက်ပျိုးတောင်သူတွေအနေနဲ့စပားရိတ်သိမ်းချိန်နဲ့ပဲစိုက်ပျိုးချိန်မှာဖြတ်မိုးရွာမှာဖြစ်လို့စိုက်ပျိုးသီးနှံတွေမပြတ်စီအောင်အထူးသတိထားဖို့လိုအပ်တယ်လို့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာန ညွန်ကြားရေးမှူးဦးလာထွန်းကအခုလိုပဲသတိပေးပြောကြားထားပါဗျ။ညောင်းနိုင်ငံကမြို့ဝကျွန်းမော်ဒီရက်တွေပေါ့မြို့ဝကျွန်းမော်နောက်ရက်တွေကျရင်ရှမ်းအားလို့ဒီညားတတိလုံးလိုလိုပဲမြို့ဝတော့မနေ့လေးများလာနေတယ်နော်။ဟာကြွဒီမှာ MS Mail Remover နန်ဆိုးများကိုဖယ်ရှားဖို့အဲမန်းကိုသာဆောင်းထားစို့ အဓိကကြားနိုင်တာမျိုးရကျင်းမို့ရန်ကုန်ကိုပဲကိုလို့ကျောင်းကြီးလို့ပေါ့နော်ဒီကတော့ဒီနောက်ပဲတန်းလာတော့ဟိုမှာ9ရက်6ရက်လောက်ပြီးတော့မူကဆက်သွားနိုင်တယ်ဒါကြိုးရတော့သူကတချို့လဲဇဝါးတွေရိတ်တဲ့အချိန်နဲ့ဖြစ်ဖြစ်နေတာပေါ့ဖြစ်နေတာမရှိရင်ပဲလို့ပါလို့နော်အဲ့တော့ကာလဆိုတော့ဒါဖြစ်မှုပေါ့ဗျာနော်ဒါဇဝါးတွေနေနေတော့အခုမိုးများတယ်ဆိုရင်ဒီပါလဲဇဝါးတွေ ေရေးပြီးသားဆိုရင်လည်းဒါမိုးကောင်ရောက်ဖို့လိုတာပေါ့နော်ဟိုမေးရသေးဆိုလို့ရှိရင်ဒီပဲတော့ဘာလို့လဲဒီချိန်ကပဲပဲထိုက်တဲ့အချိန်ဆိုတော့ဒါဟိုပဲခဏဟောလေဒီမိုးများမဲ့နေတာရှိတော့ပဲဆိုင်တာတွေခဏလေးနားပြီးတော့မှအခုဒီဟိုမှာဆယ်ရက်နောက်ပိုင်းတော့မှဒါမျိုးလေးတွေလုပ်ဖို့တော့ဒါ လိုတာပေါ့နော်ဒါကတော့ငါသွားခင်းတော့ဒီလိုပြရဲဆိုရင်တော့ဒီမားရီကတော့ပြိပါတယ်သူကတော့မလုပ်အောင်လို့သူကပြိပြီးသားပါနော်ဟုတ်အဓိကတော့မိုးရွာမယ်ဒီကာလမှာမိုးရွာမယ်အဲ့တော့မိုးရွာရင်ဒါဆိုင်ကြီးကြီးမှာဒီပါပါရီပြစီနိုင်လေသူကအလယ်မားရီကအတီးဆုံးပါနော်အဲ့တော့လယ်မားရီအနေနဲ့တံမိုးရွာမယ်ဒီကာလမှာရံမိုးတို့ဒုရထလေးတွေလောက်လောက်ကြပါဘုရားနော် ်ကြီးရမရှိပါဘူးကြီးကြီးရမရှိပါဘူးနော်ရန်ကုန်မြို့လိုမင်းနဲ့ရွာတဲ့ရေကြီးတာမျိုးပဲရှင်းရှင်းပါတော့ဧတာနော်ဒါတော့ဒါတော့ရေကြီးရတော့ပြောပြီးရဟုတ်တာအရင်နော်